ဋ္ဌာန်တရားကိုဝါလို့ရှိရင်အဲ့ဒါပညာဆိုတဲ့ယေဒနာကိုတဖြည်းဖြည်းနဲ့ဘုံဘုံတို့ကကြွယ်ဝချမ်းသာလာမယ်ပေါ့နော်အဲ့ဒါဘုံဘုံကလာကနီးမှာတတိပဋ္ဌာန်တရားကြောင့်ဟောမှပါတတိပဋ္ဌာန်ဟောခြင်းနဲ့စိတ်ကလည်းပဲရွာရွာဖြစ်နေဒါပေမဲ့သူ့ကြီးဟောရင်လည်းပဲတရားနာပိဿကလူငယ်ပိုင်းလူလက်ပိုင်းတွေပဲများပြင်းသွားမှာညှင်းငွေသွားမှာလဲစိုးလို့အစုံစုပ်ကလေးဘုံဘုံကပြောတာဟုတ်လားဝသားကြီးချက်ကြွလိုက်ဤတောက်ပြီးတော့မစားနိုင်မယ့်နေမှာဆိုဟုတ်လားနော် တတိပဌံတရားဆိုတာကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတွေကိုဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိတာသူအလွန်မှမုံမြတ်တဲ့ရှင်းစဉ်နော်ကိုယ့်ကိုယ်ကိုချမ်းသာအောင်လုပ်တဲ့နေရာမှာအထွတ်အထိပ်နီလံမယ်တတိပဌံဆိုတာဟုတ်လားနည်းနည်းလုပ်ရင်နည်းနည်းချမ်းသာနည်းနည်းသိတာများများလုပ်ရင်များများချမ်းသာများများသိတာဟုတ်လားဒါကြောင့်ဒီဟာလေးကိုဘုံဘုံကတခါမှမလုပ်ဘူးသေးဘူးဆိုရင်စမ်းကြည့်စီခြင်းလေအစံကောင်းကလေးပေါ့နော်အဲ့ဒီစမ်းရကနေစွဲသွားနိုင်တယ်ဒီဥစ္စာလူငယ်တွေကိုအဲ့လိုတိုက်တွန်းခြင်းလား သတိပဋ္ဌာန်တရားရဲ့ကျေကျူး gain 10မိနစ်တော့ပြောလိုက်အောင်နော်ဧကာယနောယံဘိခွေမကောတတ္တနဲ့ဝိတုဒ္ဓိယတောကပရိဒေဝနာတမရိကမာယဒုက္ခဒေါမနတနာအဋ္ဌင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာန်တသစ္ကရိယာယလို့မြတ်စွာဘုရားကသူပေးမဲ့သတိပဋ္ဌာန်နီလန်းကိုမပေးသေးခင်မှာသူ့ရဲ့နီလန်းတိုင်းကျင့်ရအကျိုးကျေးဇူးခုနှစ်မျိုးရမယ်လို့အမဂန်ကျအရင်ထုတ်ပြတယ်အဲ့ဒီချက်ကလည်းစိတ်ဝင်စားတဲ့အကောင်းနော် သူပေးမဲ့နီလန်းမှာဒီအကျိုးကျေးဇူးတွေကိုတေချာပေါက်ရလိမ့်မယ်။ဘာလို့လဲဆိုတော့တတ္တနာဝိတုဒ္ဓိယတတိပဌံတရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့အပြစ်ကင်းလာလိမ့်မယ်၊တန့်ရှင်းလာလိမ့်မယ်ဆိုလိုတာကအကုသိုလ်တွေနည်းနည်းနည်းသွားမယ်။မကောင်းတဲ့စိတ်တွေတဖြည်းဖြည်းနဲ့ပျောက်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 သွားမယ်။ကောင်းတဲ့စိတ်တွေတဖြည်းဖြည်းနဲ့များ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 လာမယ်။အဲ့ဒီချက်ဟာဘောမှာကျင့်တဲ့ဆရာအကောင်းဆုံးပဲ။ဝိတုဒ္ဓိဆိုတာဖြူစင်တယ်လို့ပြောတာနော်။စိတ်ဖြူစင်လို့ရှိရင် လူတိုင်းကလေစာမျက်နှိုးတံပိုးထားတယ်ဒါဘေးကအထိုက်လျောက်တိလို့မျက်နှိုးကြတာကိုဖြူရှင်တာကိုကို့ထက်ဘယ်သူကပိုတိမလဲကိုတိုင်းတိရရင်ကိုကိုကိုပိုပြီးတော့မကျင်တတ်ပေဘူးလားကျင်တတ်တယ်ကိုကိုပိုပြီးတော့မလေးစားပေဘူးလားလေးစားဟောဒီသဘောလေးကိုပြောတာနော်ဒါကြောင့်ပုံပုံရတရားအတူအစာလေးတစ်ခုလိုင်းပေါ်မှာလူတွေတော်တော်သဘောကျနေတာရှိတယ်ကို့ဘက်မှာကိုတယောက်လုံးရှိနေတာဘာအငငယ်နေကြရှိတော့ချားဘူးလားမသိဘူးနော် ကိုကောင်းတယ်ဆိုတာသူများအတိမတ်ပြုတ်နေကြမလို့ပါဘူးကိုကောင်းတာကိုသိရရင် လုံလောက်ပါပြီကိုဘက်မှာကိုတယောက်လုံးကြီးရှိနေဒီသဘောကိုပြောတာနော်အဲ့လိုလေးနေတဲ့ခံစားချက်တွေကိုရသွားစေနိုင်တဲ့အကျင့်လုပ်ငန်းရှင်သတိပဋ္ဌာန်တရားဆိုတာနော်တတ္တနာဝိတုဒ္ဓိယာစိတ်ကိုဖြူရှင်သွားစေမယ်သောကပရိဒေဝနာတမတိကမာယပျက်စီးမှုနဲ့ကြုံလာပြီဆိုရင်ပုထုသင်္ဒရဝရရဲ့စိတ်ဟာစိုးရိမ်နေတယ် ပျက်စီးသွားတဲ့အရာကတံပိုးရှိတယ်လို့ထင်လေလေစွ့ရင်မူကကြီးလေလေနောက်ဆုံးတံပိုးကိုဖျက်လို့မရဘူးလို့ကြီးပြီဆိုရင်တော့ထင်ပြီဆိုရင်တော့ဘာဖြစ်မလို့ငိုချလိုက်မှာပါနော်ဟုတ်လားတောကပရိဒေဝအဲ့ဒါသတိပဋ္ဌာန်တရားအာထုပ်ပံများလာလို့ရင့်ကျက်လာပြီဆိုလို့ရှိရင်တုံတုံစွ့ရင်ဆရာငိုဆရာနဲ့တွေ့လည်းပဲသူစွ့ရင်နဲ့ငိုတယ်ဆိုတာမရှိကစားတရားပစ္စည်းပြက်သွားတဲ့အခါမှာကလေးကတော့ငိုတာပေါ့လူကြီးကတော့ငိုအောင်မလားဘယ်ငိုမရော ဒါငိုလောက်တဲ့ကိစ္စမဟုတ်ဘူးလို့သိရလေကလေးကတော့ဒါသူ့အတွက်အလွန်မှကိုအရေးကြီးနေတယ်တဘုံတို့တွေဟာတရားရှုတော့ကကြည့်လိုက်ရင်အတိညာဉ်အရာမှာကလေးအစင်ပဲရှိသေးတယ်ဆိုရင်တော့ပျက်စီးမှုလေးတွေကြုံတာနဲ့ကိုယ်စိတ်ကတုန်လှုပ်နေပြီဟုတ်လားအတိညာဉ်အရာမှာလူကြီးအစင်ရောက်သွားမယ်ဆိုရင်တော့ဘာဘလို့ပျက်စီးနေနေတုန်လှုပ်တယ်ဆိုတာအလွန်မှနည်းသွားနောက်ဆုံး ဘဝတောင်ပျက်စီးသွားရအောင်မဲ့အနေထားကိုပြီးပြီးပြင်းပြင်းမြင်ထားတယ်ဆိုရင်ဈာကလာမှာတွေ့ကြုံလာတဲ့ပျက်စီးမှုတွေကသူ့စိတ်ကိုမတုံလို့စေဘူးဒီလိုမျိုးပေါ့ဟုတ်လားတောကံပရိဒေဝါကိုကြော်လွှမ်းသွားစေနိုင်တယ်ဒုက္ခဒေါမနတနာအဋ္ဌင်္ဂမာယကိုဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတတရားတွေကိုခြုံငိမ့်သွားစေနိုင်တယ်ညာယတ္တအဋ္ဌင်္ဂမာယအခုပြောနေတဲ့အတိဉာဏ်ပညာဆိုတဲ့ယရနာကိုတဖြည်းဖြည်းနဲ့တိုးတက်တိုးတက်သွားစေပြီးတော့နောက်ဆုံးသစ္စာလေးပါးအမှန်တရားကိုထိုးထွင်းသိတဲ့မဲ့ဉဏ်ပူဉဏ်ဆိုတဲ့ တကယ်တရားယရဏကိုပိုင်ဆိုင်တဲ့လူသားတယောက်ဖြစ်တော့ရောက်သွားမယ်။နိဗ္ဗာန်တတ္တသိကရိယာယာဒီဘဝမသေးခင်မှာကိုပဲနိဗ္ဗာန်ချမ်းသာကိုအချိန်ပိုင်းများစွာမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အခြေအသေးကိုရမယ်။ဒီလောက်ကောင်းမွန်ပြည့်စုံတဲ့အကျိုးရလတ်တွေကိုရစေနိုင်တဲ့ကျင့်စဉ်ကိုဘာကြောင့်ဘုံဘုံတို့ဟာနော်မကျင့်ပဲနေရမလဲ။လက်တွေ့ကျင့်ပြီးတော့ဘုရားရဲ့ဒေသနာတော်တွေကိုမှန်လိုက်တာလို့တသက်ပြနိုင်အောင်ဘုံတို့ဘယ်လိုမှမလို့စူးစမ်းရမယ်။ ခုဒီလူငယ်တွေထဲမှာမြတ်စွာဘုရားရဲ့သာသနာတော်ကိုအများကြီးတည်တံ့ခိုင်မြဲစေခြင်းတဲ့လူတွေပြည်နေမယ်လို့ဘုံဘုံထင်ပါတယ်နော်။ဒါကြောင့်တရားပွဲလေးတွေပြီးတဲ့အခါမှာဘလို့တောင်းဆိုရတော့ဗုဒ္ဓသာသနာရှိတံဒိဋ္ဌတုမြတ်စွာဘုရားရဲ့အဆုံးအမအကြာကြီးတည်ပါစေ။အဲ့တော့မြတ်စွာဘုရားသူ့ရဲ့အဆုံးမှာအကြာကြီးတည်ခြင်းနဲ့ဆိုရင်ဘလို့လောက်ရမလဲ။နိလံပေးထားတာရှိတယ်။တတိပဒံတရားကိုပွားများနေသမျှကလပ်ပတ်လုံး သာသနာဟာအကြာကြီးတည်လိမ့်မယ်။တတိပဌံတရားမပွားများတော့ဘူးဆိုရင်သာသနာဟာမြန်မြန်ပြောက်ကွယ်သွားလိမ့်မယ်လို့လို့ဟောတယ်။ဟုတ်လား။ဟုတ်တယ်တကယ်လေးနဲ့တဲ့အပိုင်းမှာအကုန်လုံးစိတ်သုံးစိတ်သုံးစိတ်သုံးသွားပြီးတော့အပေါ်ရအခွန်လေးပဲကြာတော့။ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအပေါ်ရမျက်နှာဘုံလောက်အယောင်လေးလောက်ပဲကြာတော့မှာနော်။တကယ်အနှစ်သာသာပိုင်းဆိုင်ရာဘာဖြစ်သွားမှာလို့စိတ်သုံးသွားမှာ။ဒါတော့အနှစ်သာသာတွေပြည့်ဝနေအောင်ဘုမလို့ဘာလို့ရမှာလို့တတိပဌံတရားပွားများပြီးတော့အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့လူသားတယောက်ဖြစ်အောင် ကြိုးစားရမယ်တကယ်တိလို့တကယ်ချမ်းသာလာပြီရှင်သူများကိုဓာရီကိုမပြန်မဲမဝေးပဲမတိုက်တွန်းမဲသူနေနိုင်မလားမနေနိုင်ဘူးအဲ့ဒီနီးနဲ့သာသနာဟာကြီးပွားမှာကိုဘာမှမသိဘူးရှင်ဘာမှချမ်းသာတဲ့အကြောင်းလည်းမရှိဘူးဘာမှသူများကိုပြုတ်လို့စေလည်းမရှိဘူးပြုတ်စရာလည်းမရှိဘူးအဲ့ဒီနီးနဲ့သာသနာဟာတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားမှာဟုတ်လားဒါကြောင့်လေသံနေလောက်နဲ့သာသနာတော်ကိုချစ်နေလို့မရဘူးသာသနာကိုတကယ်ချစ်တယ်မပြောက်ပြက်စေခြင်းမို့ဆိုရင်ဘုံဘုံတို့ကဘာလို့ရမှာတော့ သတိပဋ္ဌာန်တရားကိုပွားများပိုက်ဆံရှိရမယ်လို့ပြောဘူးနော်ပိုက်ဆံတဲ့သာသနာကိုဆောင်ရှောက်လို့မရဘူးဟုတ်လားယုံကြည်မှုသရာတရားစ조사အထုမှုဝိရိယတရားအဲ့ဒီကဖြစ်ပေါ်လာတဲ့အတိအပွင့်ပညာတရားဓာတ်တွေနဲ့တန်တဲ့သာသနာတော်ကိုဆောင်ရှောက်လို့ရတယ်သဘောပေါက်ရလားဟုတ်ပြီ